။တင်ငန်းကျွမြို့နယ်မှာငွေကျပ်သိန်း2900တန်ဖိုးရှိတဲ့စိတ်ကြွရည်သွေးဆေးပြားတွေဖမ်းဆီးရမိကြောင်းမူရည်စေဝါတာစီနေနေရဲ့တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ထုတ်ပြန်ချက်အရစက်တမ22ရက်မော်လဲ2နာရီကျော်မှာမူရည်စေဝါတာစီနေနေရဲ့တပ်ဖွဲ့ဟာသတင်းအရတပ်တွေနဲ့အတူတင်ငန်းကျွမြို့နယ် အမှတ်29ရက်ကွက်ပေါ်ဆန်းမွေးလမ်းမှာစောဝင်းခေါ်စိုးဝင်းမောင်းနေပြီးဇော်မင်းသူလိုက်ပါလာတဲ့ Toyota Probox အမျိုးအစားမော်တော်ယာဉ်ကိုရက်တန့်စစ်ဆေးရှာဖွေခဲ့တယ်လို့သိရပါတယ်။အဲ့လိုရှာဖွေရာရင်မော်ကနေငွေကျပ်သိန်း2900ခန့်တန်မိုးရှိတဲ့စိတ်ကြွယူသူဈေးပြား2သိန်း9000ပြားနဲ့အတူလက်ကင်ဖုန်းနှလုံးကိုတွေးရှိသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။ချစ်စင်နဲ့ပတ်သက်ပြီးဖန်ဆီးရမိသူတွေဖြစ်တဲ့စောဝင်းခေါ်စိုးဝင်းနဲ့ဇော်မင်းသူတို့ကိုသူဝနနေမြေရဲစခန်းမှာမွေးရည်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါမြတ် ဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားရှိပြီးတွင်ဆက်တွေဖော်ထုတ်လျက်ရှိကြောင်းသိရပါဗျ။